အလုံးမမင်္ဂလာပါဗျကျွန်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဘာသာဥတည်ဖတ်ရမလဲ base size ဆရာဖတ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးရင်ဆရာအောင်တင်းရဲ့အကြံပြုချက်နဲ့ပတ်သက်ပြီးမှကျွန်တော်ဗီဒီယိုလေးတစ်ခုပြောသွားပါမယ်ဆိုတော့ကျွန်တော်တို့တွေဖြစ်ဖို့ကြမှာပါသောက်တော့ဖတ်ပြီးဆိုရင်ကိုကြိုက်တဲ့ size ဆရာရဲ့သောက်တည်ကုံသွားတဲ့အချိန်မျိုးမှာပဲဖြစ်ဖြစ်ကိုစိတ်ဝင်စားတဲ့သောက်တည်ဖတ်ပြီးသွားတဲ့အချိန်မှာဖြစ်ဖြစ်နောက်တဲ့နောက်တဲ့အစ်အစ်သောက်တည်ကို base size ကိုဖတ်ရမှာမသိဘူး ဖခင်စိမ်းလည်းမရှိဘူးဆိုတဲ့အခြေအနေကြုံပုံမှာပါဒီလိုအခြေအနေမျိုးကိုကျွန်တော်လည်းကြုံခဲ့ပြပါတယ်ဆိုတော့ဗျာကိုကတက်တဲ့ဘုံနဲ့ဆောက်တီဖက်နေတယ်ဆရာမင်းလူရဲ့ဆောက်တီဖက်နေတယ်ဆိုရင်ဆရာမင်းလူရဲ့ဆောက်တီတက်တဲ့ဘုံနဲ့ဆောက်တီကုံပြီးကုံသွားပြီးတဲ့အချိန်မှာနောက်ထပ်ဘယ်ဆောက်ကိုဖက်ရမှန်းမသိတော့အဲ့လိုအခြေအနေမျိုးတွေပေါ့နော်သူတာပိုင်းမှာဆိုလို့ရှိရင်လည်းပါအော်ဆရာနန္ဒသိန်းစံဆောက်တီကျိန်လို့ဆရာနန္ဒသိန်းစံဆောက်တီဖက်နေလို့ရှိရင်သူဆောက်တီပြီးသွားနေတယ် နောက်ထပ်ဘယ်စာအုပ်ကိုဖတ်ရမှမသိတော့ဘူးနောက်ထပ်စိုင်းစင်ရအတ္တိရစာအုပ်တွေကိုဖတ်ဖို့လည်းစိတ်ကတွန့်နေမိရဲ့ဆိုတဲ့အခြေအနေမျိုးတွေကြုံခဲ့ကြမှာပါကြုံရင်လည်းကြုံဘူးကြမှာပါအဲ့လိုအခြေအနေမျိုးမှာဘယ်စာအုပ်ဖတ်ရမလဲဆိုတာမျိုးဖြစ်တတ်တယ်ပေါ့နော်လူငယ်နှစ်ပတ်သက်ပြီးရင်ဆရာအောင်တင်အကျံပြုခဲ့တဲ့စကားလေးရှိရပေါ့နော်စာဖတ်ခြင်းနှစ်ပတ်သက်ပြီးရင်ပေါ့ထားပါလဲဆိုရင်လူငယ်တဲ့နည်းနည်းတဲ့ဟောတမိုင်းတွေကိုလက်နာတော့မယ်တမိုင်းတွေကိုဖတ်တော့မယ်ဆိုလို့ရှိရင်ねရင်ဆုံးလွယ်တဲ့စာအုပ်ကနေဖတ်ပါရတယ် ဆိုပါတော့ဆရာအောင်သိန်းပြောခဲ့တာတော့တနည်းတလန်ပကံဘယ်ပြည့်မလဲဆိုရင်ဆရာဒေါက်တာတန်ထွန်းကြီးရဲ့စာအုပ်တွေကိုတွားပြီးကောက်မကန်လိမ့်နေတယ်။စာအုပ်ကမကောင်းတာမဟုတ်ဘူး။စာရေးဆရာမကောင်းတာမဟုတ်ဘူး။ဒါပေမဲ့ဖက်သစ္စာလူငယ်တွေအတွက်စာအုပ်တွေအရင်နည်းနည်းလွန်းနေရပေါ့နော်။အဲ့လိုနည်းနည်းလွန်းတဲ့စာအုပ်တွေကိုဖတ်လိုက်လို့ရှိရင်ဘာဖြစ်တတ်လဲဆိုရင်နောက်တစ်ခါအရင်အီစိန်သွားပြီးမှနောက်တစ်ခါတမိုင်းနဲ့ပတ်သက်တဲ့စာအုပ်မျိုးတွေ ဒီလိုအကြောင်းအရာမျိုးနဲ့ပတ်သက်တဲ့ဆောင်မျိုးတွေကောက်မကန်ရှင်မိအောင်တော့ဖြစ်သွားတတ်တယ်တဲ့အဲ့လိုပြောတော့ကကျွန်တော်တွေ့ကြုံလေးတစ်ခုပြောပြမယ်ဒါဘာလဲဆိုရင်အော်ဆရာကြီးဦးရွှေအောင်ရဲ့ဆောင်ပေါ့နော်ကျွန်တော်ဆောင်ဆိုင်တစ်ခုသွားတော့ကဆရာကြီးဦးရွှေအောင်ရဲ့ဓမ္မပဒလိုဆောင်မျိုးတွေမဖတ်ဘူးသေးဘူးဗုဒ္ဓသမုအနိုင်မဲ့ဆောင်တွေမဖတ်ဘူးသေးဘူးနော်ယတ္တစာပေယတ္တဆွဲဆောင်ကိုဝင်လာခဲ့တယ်ပေါ့နော်အိမ်ရောက်တော့ဖတ်ကြည့်လိုက်တဲ့ချိန်မှာတလုံးမှနားမလည်အဲ့ဒါပဲခရီးရစာကျွန်တော်ဦးရွှေအောင်ကိုလမ်းတော့တာပေါ့နော်နှစ်တော်တော်ကြာကြာဒီတော်ကို ကြောက်သွားတာရွှေအောင်နာမည်ကြားနေ။အဲလိုမျိုးကြုံသွားတဲ့တယ်ပေါ့နော်။ဆိုချင်တာဟာငငယ်တော့ကရွှေအောင်ကမကောင်းတာမဟုတ်ဘူး။တကယ်ကိုကောင်းတဲ့ size ကသူစောက်တရလည်းကောင်းတယ်။ဒါပေမဲ့ကျွန်တော်ငငယ်ရွယ်ရွယ်မှာအဲလိုကိုနဲ့အဆမတန်နည်းနည်းတဲ့စောက်တွေဖလိုက်တဲ့အချိန်မှာ size ကရောသူ့ရဲ့စောက်တွေရောလမ်းထွက်သွားတာပေါ့နော်။အဲလိုကြုံတတ်တယ်။အဲလိုကြုံမှဆိုလို့နဲ့တူပါရဲ့။ဆရာဆရာကြီး အောင်တဲ့ကလည်းလူငယ်တွေအဲ့လိုစကားပါခဲ့ရပါတော့။တမိုင်းနေလည်လာမယ်ဆိုလို့ရှိရင်လည်းပေါ့။ခုမှတမိုင်းစာအီဖတ်မဲ့လူဆိုလို့ရှိရင်ဒေါက်တာတန်းထွဲ့ဟောတနစ်တလန်ပကံဘယ်ပြည့်မလဲဆိုရယ်စာအောင်မျိုးတွေတော့မကန်နိုင်နေပေါ့နော်။ဟောလမ်းထွက်သွားမယ်ဆိုရင်မပြောခဲ့ရပေါ့နော်။ဒါဆိုရင်ဘယ်လိုစောင့်တွေဖတ်ရမလဲဆိုရင်ဆရာအောင်တဲ့ကတော့ထပ်ထပ်ပြီးရေးခဲ့ပေါ့နော်။သူခင်မာတော်ကတော့ logging ထုတ်ပတ်လူတို့ဆက်အလိုမျိုးစာအောင်မျိုးတွေပေါ့နော်။ကပါတိုင်းမိုင်းကိုပေါ်ပေါ်ပါရေးတဲ့စာအောင်မျိုးတွေကိုဖတ်ပါလို့ဆရာအောင်တဲ့တိုက်တွန်းခဲ့တယ်။ ခုခေတ်မှာဆိုလို့ရှိရင်တော့ကဆရာဖိုးလိုက်ဘာသာပြန်နေတရက်တစ်ပြက်ကဘာသမိုင်းလိုစာအုပ်မျိုးတွေပေါ့အမတန်ဖက်လောက်ကောင်းတဲ့စာအုပ်တွေပါဆိုတော့ပင်တို့ဘဝမှာရောကိုယ်အရွယ်နဲ့မလဲဖက်နေအရန်နဲ့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 စာအုပ်မျိုးတွေကိုကောက်ကင်မိတဲ့ထားမျိုးရှိခဲ့လားရှင်လေခမမဝင်းမြတ်တော့ပါအောင်ဒါပေမဲ့ဒီခါနေတော့လည်းပြောရခင်နေပြဘာလို့လဲဆိုရင်ဆရာမတော်ကူကိုအကုန်လုံးသိကြမှာပါဆရာမတော်ကူငငယ်တုန်းကဆရာမတော်ကူကဟိန္ဒီစကားကိုလုံးဝမတတ်သေးပါဘူးသူငငယ်ကိုရင်ဘဝမှာပဲရှိပါသေးတယ် ဲ့လိုအဟောင်းနဲ့နေသွားရင်နေဟိန္ဒူဘာသာနဲ့ရေးထားတဲ့မဟာဘာရတခရီးဆောင်ကြီးကိုဝေလာခဲ့လို့ပြောတယ်။ကျောင်းရောက်တော့ခါသူမျက်နှာဖုံးတော်မှာဖတ်တယ်ဖို့လို့ပြောတယ်။ဒါပေမဲ့မဟာဘာရတခရီးဆောင်ကြီးမင်းတော့တိရပါဘောနော်။ဆိုချင်တာကတကယ်ကိုယူစာယူလေးတွေရတော့ခါဝေကြမှာရေပေါ့နော်။ဘယ်လိုပဲဖြစ်ဖြစ်ဆရာပါရဂရုလိုမျိုးပေါ့။နောက်တစ်ချိန်ခင်ဗျားလည်းအဲ့လိုဝေထားမိရင်ဆိုရင်နောက်တစ်ချိန်ကျရင်ခင်ဗျားလည်းဆရာပါရဂရုလိုမျိုးဖြစ်အကောင်ဖြစ်နေတာပေါ့။ စ်သွားနေလေဒါမှသူပြောလို့ရမလဲပြီးတော့ကဲလို့ခင်ဗျားတို့ကအာတကယ်စာယူလေးတွေဆိုလို့ရှိရင်လေဝယ်ကြပေါ့နော်ဘာမှဖြစ်ပါဘူးမှတ်တရပေါ့ပြီးရင်ဆရာအောင်သင်ထိုက်တက်တွန်းတာရှိရပေါ့နော်တကယ်လို့ကိုကဘာစာအုပ်ကိုဖတ်ရမှန်းဘာအကြောင်းအရာကိုဖတ်ရမှန်းမသိဖြစ်နေလို့ရှိရင်အထုပ်ပတိလို့စာအုပ်မျိုးတွေကောက်ဖတ်ပိပါလို့ပြောတယ်ပေါ့နော်အထုပ်ပတိစာအုပ်မျိုးတွေကအာလူငယ်ဘဝအတွက်အရင် impact အကြီးရပေါ့နော်ဒီကတော့ကဂျန်နေကျော်ဦးချင်းမောင်ရဲ့သူလူလူကျန်ကျော်မောင်မလေးရေးတဲ့သူလူလူစာအုပ်မျိုးတွေလည်းဖတ်ဖို့ ြောတယ်ပေါ့နော်တကယ်တော့သူလိုလိုစာအုပ်မျိုးတွေညာအင်မတန်ကိုဖတ်လို့ကောင်းတဲ့စာအုပ်တွေပေါ့နော်လူငယ်ရွယ်မှာတော့အင်မတန်ကိုအာတစ်စရာကောင်းတဲ့စာအုပ်မျိုးတွေလည်းဖြစ်ပါတယ်စာရည်သားပဲမှာဆိုတော့ဆရာကြီးရှိဦးတော်လိုမျိုးစာအုပ်မျိုးတွေကိုဖတ်ဖို့လည်းဆရာအောင်တင်ရတိုက်တွန်းပါတယ်ပြီးရင်လည်းဆရာအောင်တင်နောက်ဆုံးပြောတဲ့စကားလေးရှိတယ်ဒါပါလဲဆိုရင်စာတော့ဖတ်ရမှာမှန်သိတယ်ဘယ်စာအုပ်ကိုဖတ်ရမှာမသိလို့ရှိရင်လည်းဆွဲဆောင်ကျမ်းလိုမျိုးစာအုပ်မျိုးတွေကိုဖတ်ပေါ့နော်ဆွဲဆောင်ကျမ်းတွေမှာစိုက်တဲ့နေရာနေကောက်လန်လိုက်အကြောင်းအရာတစ်ခုစီတစ်ခုစီတစ်ခုစီရေးထားတဲ့အတွက်စိတ်ဝင်စားကြရများနေပေါ့နော် အစာအဆုံးဖတ်ဖို့မလိုဘူးတွေ့တဲ့နေရာကောက်လန်းတွေ့တဲ့အကြောင်းညာဖတ်တွေ့တဲ့အကြောင်းညာမှတ်ထားလိုက်ပြီးသွားပြီပေါ့နော်စိတ်ဝင်စားစရာလည်းကောင်းတယ်ဒါကလည်းဆိုလို့ရှိရင်ဆောင်းနှင်းကိုယ်တိုင်တော့မှဆွဲဆောင်ကျန်းတွေကိုကောက်လန်းမှာဖတ်နေရတယ်လို့ဆိုပါတယ်တကယ်လို့တင်ရတဲ့ဆွဲဆောင်ကျန်းလို့ကောက်ကောက်လန်းလို့မှစာဖတ်ခြင်းစိတ်မရှိဘူးဆိုလို့ရှိရင်တော့လက်လျှော့လိုက်တော့တယ်ဒီဘက်ကဘယ်တော့မှစာဖတ်တော့မှမဟုတ်ဘူးပေါ့နော်စာဖတ်တဲ့စိတ်လည်းရှိတော့မှမဟုတ်ဘူးတဲ့ဘာကြောင့်လဲဆိုရင်ဆွဲဆောင်ကျန်းလို့စာအုပ်ကိုပါအကြောင်းညာတချို့အကြောင်းညာတွေကိုမဖတ်ချင်ဘူးဆိုလို့ရှိရင် ဘယ်စာအုပ်ကိုမှလည်းသင်ရစိတ်ဝင်စားတော့မှမဟုတ်ဘူးဆိုပြီးမှဆရာအောင်သင်ရတော့ပြောသွားပါတယ်ဆိုတော့ခုဘီလိုကြည့်နေချင်းမှသင်ရောအဲ့လိုလိုမျိုးတွေပါရင်လားမပါပါစေနဲ့လို့ဆူတောင်းပေးလိုက်ပါတယ်ဟုတ်ကဲ့နောက်ဗီဒီယိုမှာတင်ပေးရ